နေ့လယ်မှာအရင်မတောက်ရဆိုတဲ့တာမြင့်ချက်ကိုထိုင်းနိုင်ငံမှာအခုတော်တော်ဥပဒေအစ်စ်ချမှတ်လိုက်တယ်ပေါ့နော်မြန်မာလူမျိုးတွေလည်းတတိထားရအောင်လို့လာပြောပြတာဖြစ်ပါတယ်တကယ်လို့သူတို့တတ်မှတ်ထားတဲ့အချိန်ခါမှာအရက်တောက်ပြီးမိသွားမယ်ဆိုရင်ကိုရီးယားပတ်စံ145တောင်းတန်ကြီးပေးဆောင်ရပါမယ်မြန်မာငွေနဲ့ဆိုရင်တော့10သိန်းကျော်မှာပေါ့နော်တောက်တဲ့တောက်တဲ့သူကဟိုဧည့်သည်ပဲဖြစ်ဖြစ်နိုင်ငံခြားသားပဲဖြစ်ဖြစ်ထိုင်းလူမျိုးပဲဖြစ်ဖြစ်ရောင်းတဲ့သူရောဝယ်တဲ့သူရောနှစ်ယောက်စလုံး ဘန်ဂျီပြီးဆောင်ရမှာပေါ့နော်သူတို့အရက်မတောက်ရဆိုပြီးတတ်မှတ်ထားတဲ့အချိန်ကညနေပိုင်းနှစ်နာရီကနေ9နာရီဖြစ်ပါတယ်အဲ့ဒီအဲ့ဒီနှစ်နာရီနေ9နာရီကြာမှအရက်တောက်မိတာကိုမိသွားမယ်ဆိုရင်ဘန်ဂျီပြီးဆောင်ရမှာပေါ့နော်တကယ်လို့ကျမတို့မြန်မာလူမျိုးတွေကထိုင်းကိုအလဲသွားတာပဲဖြစ်ဖြစ်အမှအလုလုတဲ့လူတွေပဲဖြစ်ဖြစ်အကုန်လုံးတတိထားစီခြင်းလို့ပေါ့နော်သူတို့တတ်မှတ်ထားတဲ့နေရာမှာဆိုရင်တော့တောက်လို့ရတယ်သူတို့တတ်မှတ်ထားတဲ့နေရာမှာမဟုတ်ဘဲနဲ့ဆိုင်မာတွေပေါ့ဟိုအရက်ဆိုင်တို့ ကော်ဖီဆိုင်တို့မှာလည်းအဲ့လိုမျိုးတောက်တာမိသွားမယ်ဆိုရင်တန်ကြီးပေးဆောင်ရမှာပေါ့နော်သူတို့ကအဲ့ဒီဥပဒေကိုဘာလို့ချမှတ်လဲဆိုရင်အရက်ကြောင့်ဖြစ်ပေါ်လာတဲ့ဒီဒူးဆဲပြစ်မှုကိုချော့ချဖို့ရန်ဖြစ်တယ်ဆိုတဲ့အဲ့လိုမျိုးဥပဒေနဲ့သူတို့ကအရက်နေ့လေနေ့ခင်းအရက်တောက်ဖို့ကိုတားမြစ်ထားတာဖြစ်ပါတယ်အားလုံးတည်တည်ထားစီချင်လို့ပြောပြတာဖြစ်ပါတယ်